မင်္ဂလာပါရှင်၂025ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာဒီဇင်ဘာလ4ရက်နေ့ထိမြန်မာတကရေ1389ခုနှစ်နှစ်ဒေါ်လာဈန်9ရက်နေ့မှာနှစ်ဒေါ်လာပြည်နေအတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမူလဝဒအခြေအနေခမန်းချက်များကိုနေပြီးတော့မူလဝဒနဲ့ဇလဗေယညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်မင်္ဂလာပင်လယ်ော်အခြေအနေမှာ ကပလီပင်လယ်ပြင်နေပင်္ဂလာပင်လယ်ော်တို့မှာလေပြင်းရနဲ့ရုံတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ိုမိုအကောင်းလာကမွန်နိုင်ငယ်ဖြစ်သူရရှိနိုင်ပါတယ်။ကပလီပလန်ဖြစ်တဲ့ပင်လာပလန်တို့မှာတိတ်တဲ့တဲ့မှာတိတ်ထူထနိုင်ပါတယ်။ဝေရသောနိုင်ဖို့အကျယ်နေခမန်းချက်များအနေနဲ့ကတော့တနင်္လာရီတိုင်းဒေသကြီးမှာနေရာကွက်ကြောင်မိုးထစ်ချုံရနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိတ်တဲ့တဲ့ဖြစ်တော်ပါပဲ။အမြင့်ဆုံးဘူချိန်အကျယ်နေခမန်းချက်များအနေနဲ့ကတော့ နေပြည်တော်ရှမ်းကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ89ဒီဂရီဖာရင်ဟိုက်မှာ90ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့ကယားပြည်နယ်ချင်းပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ69ဒီဂရီဖာရင်ဟိုက်မှာ88ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။အနည်းဆုံးဘူချိန်အခြေအနေခံမှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်မှာ39ဒီဂရီဖာရင်ဟိုက်ကစကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ59ဒီဂရီဖာရင်ဟိုက်မှာ59ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့ နေပြည်တော်ရှမ်းကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအီယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ60ဒီဂရီဖာရင်ဟိုက်မှာ80ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။ဧရုဆိုတိုင်းသာအစီအရင်ခမန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ် ရှမ်းပြည်နယ်ရှေးပိုင်းနဲ့ကယားပြည်နယ်တို့မှာ87ရာခိုင်နှုန်းမှာ62ရာခိုင်နှုန်းအတွင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအ ia ဝတီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ69ရာခိုင်နှုန်းမှာ80ရာခိုင်နှုန်းအတွင်းနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ58ရာခိုင်နှုန်းမှာ68ရာခိုင်နှုန်းအတွင်းရှိနိုင်ပါတယ် ပင်ခွင့်ရင်ခွင့်ပြောင်းထောင်းအချင်းလေးခမန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ7မီလီမီတာမှ22မီလီမီတာအတွင်းနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ23မီလီမီတာမှ33မီလီမီတာအတွင်းရှိနိုင်ပါတယ်။ဒေစီတော်အောင်ရင်အချင်းလေးခမန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ် ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနေပြီးတော့ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းအနောက်ပိုင်းအီယာဝတီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ6တွေ့အခြေအနေနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာစုစုအခြေအနေမှာရှိနေပါတယ်ဆိုင်ပြိုးမူလေဝဒအချင်းဒီခမန်းစံများကို ကြည့်ရှုနေကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။